ောက်ပြီနောက်တစ်ချက် law h b 1 mb ကတဲ့ minus law h b b နဲ့ညီအောင်တက်တည်ပြမယ်အဲ့တော့ဆရာပရမစင်ဘာလို့လိုက်လဲဆိုရင် law h b 1 mb ကိုဆရာတို့ကအော် law နှစ်ခုခွဲလိုက်တော့ဗောနော် law တစ်ခုတည်းကို law နှစ်ခုခွဲလိုက်ဒါလဲဆရာတို့က ရိတန်တော့အတိရဲ့ rule ပဲဒီမှာဘေးနားမှာတော့ဆရာပြန်ရေးပေးပါဦးနော်ဥပမာဆရာတော့ဘယ်လိုရှိလဲဆိုရင် law a b ဒါဥပမာပြောပြတာနော် law a b c ဆိုပါဆိုဒါသူရဲ့ law ဘယ်နှခုပဲလဲတစ်ခုပဲအဲ့တော့နှစ်ခုပြအောင်ပါလုပ်ရရတယ်ဖွဲလိုက်ရတယ်ဘယ်လိုဖွဲလိုက်လဲ law a ပိုင်း law b ဆိုပြီးဖွဲလိုက်လို့ရတယ်အဲ့ဒီမှာကန်တက်ချက်ရှိတယ်အောက်မှာရှိရ base ကဘာဖြစ်နေရလဲ တူရမယ်စိမ့်ပေးစရာအခုဆရာဘာမှမရေးလိုက်ရင်လည်းရတယ်ဘာမှမရေးဘူးဆိုရင်အဲ့ဒီ base ကဘလားလို့သိရဘလားသိရမယ်တန် log base တန် log ဆရာဦးတောင်းတဲ့ log တင်ဒါဘာမှမရတယ် base တန်လို့သိရမယ်အဲဒါလို့ရေးလိုက်လည်းမမှားဘူးလို့ပြောချင်တာအကဲကွာရေးချင်တော့တေချာမြင်တအောင်ပြောချင်ထားပါဆရာဒီညာဆရာအာဒီလိုပြလိုက်မှာကွာဒါဆိုရင်ဒီအာ base ကလည်းဗျာအဲဒီဖျက် ဲ့လိုရေးခွင့်ရှိတယ်ပြောချင်တာလော့တစ်ခုကိုလော့ကတာတစ်ခုကိုနှစ်ခုပြောင်းခွဲတော့လို့ရတယ်အဲ့လိုပဲပြောင်းပြန်ပြန်ပြောလို့ရှိရင်လော့ကတာနှစ်ခုတစ်ခုပြောင်းပြန်ပြီးပါလို့ရတယ်စုလို့ရစုရင်တော့ဘာဖြစ်ရမလဲ base ဘာဖြစ်မှရမလဲတူမှရမယ်နော် base စုရင်အဲ့ဒီတူတဲ့ base ကိုဖြောက်ပြီးတော့ဘာလို့ရေးလိုက်ရလဲ law a base b ဆိုပြီးပြန်ပြီးတော့ရေးလို့ရတယ်အဲ့ဒါအဲ့ဒါကိုကြောက်သဘောပေါက်အခုလည်းအဲ့ဒီသဘောပဲ law a base ဘာမှမပြီး logarithm တစ်ခုတည်းပဲအဲ့ဒါကြာပါပြစ်လိုက် နှစ်ခုပြောင်းလိုက်တယ်အဲ့တော့ log h by log 1 by b base မှာဗာထည့်လိုက်တယ် b ဆိုပြီးကိုယ့်ကိုယူလိုက်တာเนาะ b မဟုတ်ဘူးတခြားကလည်းထည့်လို့ရတယ်ဒါပေမဲ့ဆရာတော်ဒီမှာ b ကိုလိုအပ်လို့နှစ်ခုစလုံးမှာဗာလို့ထည့်လိုက်တယ် b လို့ထည့်လိုက်တာအဓိကဆရာတော်ဖြစ်ရမှာက base 2အောင်လုပ်ပြီးဖို့လိုတယ်ဒီမှာတက်ပြတက်တိပြချင်းတဲ့စီမှာလဲ log base ဖြစ်တဲ့ကြောင်နှစ်ခုစလုံးသူညီတဲ့ base ဖြစ်အောင်ရေးလိုက်တာ။ကြောင်ဆရာပြောပြနားလဲပါ။ဟုတ်ပြီအဲ့ဒီမှာကြောင် session ပေါ့ လိုက်စပီးပြီးတော့ဘာမှလုပ်လို့မရအောင်ဒီအားဟာကြောင့်လုပ်လို့ရတယ်အဲဒါဒီမှာကြာရူးတွေကြာပြန်ဖြည့်ပြီးရေးပေးမယ်လော့စာချင်းခွင်လော့စာချင်းခွင်လော့နှုတ်ချင်းအဲ့တော့လော့ h minus လော့ y အဲအခုဘာဖြစ်လဲလော့1 by b base ပြီးဆိုတော့1နဲ့ပြီးဘာလုံးတာလဲစားနေတာခွဲရင်ဘာလုံးနှုတ်ရမယ်အဲ့တော့လော့1 base b minus လော့ b base b ခြေခံနေတော့အခြေခံနေတော့ law 1 base အဲ့ဒါပြန်ရေးပေးမယ် law 1 base ကဘလားနဲ့တူလဲနံပါတ်1ဆိုရင် law base ကဘာပဲဖြစ်ဖြစ်ဒီဘလားမယ်0နောက်တော့ကနံပါတ်နဲ့ law base နဲ့တူရင်အဖြေဘလားလဲ1ဒါကြောင့်မို့ law 1 base ဒီနေရာမှာက0 law b base က1 0တဲ့က minus 1ဆိုတော့ဘလောက်ကျန် minus 1ကျန်အနုတ်တက်တော့အနုတ်ရှာအပေါ်ပို့လိုက်အဲ့ဒါသူဖြေပဲဒါကြောင့်ပြောချင်တာ law x base 1 might be ဆိုတာဘာနဲ့တူလဲ minor law x base c နဲ့တူတယ်လို့သိရမယ်ဒါကြောင့်မို့လဲအခုဆရာတို့ခဏပြောခဲ့ပြီးသား law x base တူ ਆ နေ law x base 1 might တူဆိုတာဘာလောက်တာလဲ reflection on a is it ဘာနှုတ်တက်တာ y ကိုနှုတ်တက်တာလားအဲ့ဒါဘာကြောင့်ဒီဒီအချက်အချက်ပြောလို့ရတယ်ဥပမာဆရာပြန်ပြီးရေးပြမယ်နော်မူရင်းဆရာခဏဆွဲလိုက်တာ y ကိုဆို law x base 2ဟာလားနောက်ဆရာဆွဲလိုက်တာဘာလဲ ဝိုင်းခွဲသူ law a base ဘောမိုက်သူဒါကြီးကဘာလို့သိရမလဲ reflection on by is it အဲ့ဒါတော့အဲဒါမဲ့အဲ့လိုဒီတိုင်းနဲ့ရေးလာဆိုကရုပ်တရက်ကြောင်းတော့ဗောနော်ကြောင်းဆိုတာ reflection ဆိုတာအနှုတ်တက်ရတာကြီးအခုကျဘာအနှုတ်တက်တာရှိလို့လဲဘာမှရှိဘူးအဲ့ဒါတမျိုးကြီးဖြစ်နေပမာလဲအနှုတ်တက်တာလည်းမရှိဘူးဒီမှာခြားတော့ဦးသက်သိပြတာလေ law is base warming ပြီးอ่ะ minus log base ပြီးနဲ့တူတယ်ဒီမှာဆိုလဲအဲ့လိုပဲ log base warming တူဆိုတာဘာနဲ့တူလဲ minus log base တူနဲ့တူတယ်ဆိုတာကိုကသိရမှာပေါ့ဒါကြောင့်မို့ဒါဘာအနှုတ်သက်တာလားကြီးလဲပြန်ရဆိုတာဘာအနှုတ်သက်တာလဲ y ကိုအနှုတ်သက်တာလားကြီးဒါကြောင့်မို့သူ့ဘာနာမည်ယူရ reflection on a ဆိုလို့ယူရတာကိုကအဲ့လိုသင့်ပြန်သိရမယ်တေချာအောင်စားမယ်နော်အပန်ငါလေးနဲ့အကောင်လုံးနော်မျောနေငါကြည့်နေတာလွတ်မျောနေတာပိတ်မယ်နော်အဲ့တော့ ဒါကြောင့်ဆရာတော်ကသူ့ဆရာတော်ပြန်ရလို့ရှိရင် y ကိုဒီ law x baby ကနေမဖြစ်မဲ့ reflection x စေ x စေကိုအနှုတ်တိုင်းတကယ်တမ်းဘာရမှာလဲ y ကိုဒီ -law x baby ရအဲ့ဒီ y ကိုဒီ -law x baby ဆိုတာဘာနဲ့တူလဲ law x base ဘာမှမပြီးနဲ့တူတယ်နော်အဲ့တော့ကွာဒီဒီစင်ကိုကွာမြှောက်ပြီးတော့ကိုသိအောင်ပါနော်အဲ့ပြောချင်တာကဒီ log base ကိုကျတော့ b ကနေ1 byte b ပြောင်းလိုက်တယ်ဆိုတာမလုပ်လိုက်ရလဲ reflection on a is 0လို့ကျတော့သိရမယ်နော်အဲ့တော့ဒီ proof လည်းဘေးနားမှာလိုတာလေး live ပြလိုက်ပါဦးအပြည့်ဆရာချက်စပါဦးအဲ့တော့အဓိကပြောချင်တာခဏဒီမှာအဓိကပြောချင်တာဒါပဲနော်အဲ့ဒီ log တစ်ခုကဘာဖြစ်လဲကျတော့ဒီလို whole byte ဒီ byte ဖြစ်နေတယ်ဆိုတာမလုပ်ရလဲ reflection on ဘာဖြစ်နေတာလဲ a is 0ဖြစ်နေတယ်ဆိုတာကျတော့သိရမယ်နော်အဲ့တော့ဆရာဒီမှာ graph ဆရာခဏပြောခဲ့သလိုပဲလေ ဝိုင်းလို့ဒီ log x base 2ရဲ့ graph နဲ့ဝိုင်းလို့ဒီ log x base 1 minus 2ရဲ့ graph ကဘာဖြစ်နေကြတာလဲတခုတခု reflection on a is the a is the မှာ reflection ဖြစ်တဲ့ဆိုပြီးတွေးနိုင်တယ်เนาะဒါမှဒုက္ကမ1ကလည်းဒုက္ကမ minus ဆိုတာအဲ့လိုပဲ1 minus ဒုက္ကမ1ဆို1 minus ဒုက္ကမ minus ဆိုတာအဲ့လိုဖြစ်သွားတာပေါ့เนาะဒါ reflection နဲ့ပတ်သက်ပြောတာအခုဆက်ဆက်ပြီးပြောမှာက particle scaling particle scaling ဆိုဘာလို့မှာလဲမြောက်เนาะ ဒီနေ့ပြော x ကိုမျှတာလား y ကိုမျှတာလား y ကိုမျှတာအဲ့တော့ scale factor ဘယ်လောက်နဲ့မျှမလဲ1 by b log b base 2ဘယ်သူမျှမှာလဲ log x base 2ပြောချင်တာကွာ y ကိုဒီ log a base 2ဆိုတော့ graph ကို vertical scaling scale factor ဘယ်လောက်နဲ့မျှမလဲ1 by log b base 1 minus 2နဲ့မျှအဲ့ဒါဆိုသူ့ဖြည့်ပါရမယ် log x base b ရမယ်လို့ပြောတာအဲ့ ဘာလို့ဆိုရင် log is with to ဘာနဲ့မျှပါလဲ1 my log is with to နဲ့မျှပါဒီမှာပါနော်အဲ့တော့ဒါခဏပြောသလိုပဲ log is with to နဲ့ဘာနဲ့မျှပါလဲ1 my log b base to မျှတော့ဒီကောင်1နဲ့ log b to မျှအပေါ်မှာ log b to ပြရမယ်အောက်က log b base to ခဏ rule ပဲပေါ့ base to ရင်အဲ့ဒီ base ကိုဘာလို့လိုက်လိုက်ရသူရင်ဖြောက်လိုက်လို့ရဖြောက်လိုက်သူဖြည့်ပါရမယ် log a base b ဆိုပြီးဆရာလို့ခြင်းနဲ့ဖြည့်ရမယ် ဒါကြောင့်မို့ဆရာတော့ log 2 log h base 2ကို vertical scaling scale factor ဘလောင်းနဲ့မြောက်မယ်1 by log b base 2နဲ့မြောက်ရင်အပြေပါရမယ် log h base b ရမယ်ဘာကြောင့်ဆိုဒီမှာတူတဲ့ base တစ်ခုဖြောက်လိုက်ပြီးတော့ရေးလို့ရလို့နော်အဲဒါကသူက log h base b ဘယ်လိုရလဲဆိုတာပြောတာအခြေအနေတစ်ခုပေါ့နောက်တစ်ခုကအကယ်၍ဆရာတို့ base b က0နဲ့1ကြားရှိခဲ့မယ်ဆိုရင်တဲ့ အဲ့ဒါကဘာဘာနဲ့မြအောင် law is based ဝါမိုင်သူ vertical scaling scale ပတ်တာဘလားနဲ့မြအောင်မယ် one မိုင် law be based ဝါမိုင်သူနဲ့မြအောင်မြားလိုက်သူတဲ့ law based ကြောက်ပြီးတော့အဖြေပါရလဲ law is based ပြရမှာပေါ့အဲ့ကြောင့်မို့ဆရာတော့ law is based ဝါမိုင်သူ vertical scaling scale ပတ်တာဝါမိုင် b law be based ဝါမိုင်သူနဲ့မြအောင်အဖြေပါရလဲ law is based ပဲရတယ်ဒါပေမဲ့ condition ချင်းမတူဘူး ဒီ light gray ရတာကြတော့ B ကပါဖြစ်မယ် one that G ရဲ့အခြေအနေဒီ light gray ရဲ့အခြေအနေကကြတော့ B ကပဲနဲ့ပဲကြာ zero နဲ့ one ကြားမှာရှိတဲ့အခြေအနေအဓိကတိရမှာတော့ဒါဒီအခြေခံနားလည်ရပြီလေ particle scaling ဆိုရင် y ကိုဘာလို့မလဲမျှအောင်အဲ့အဲ့ဒါကိုသိရပြီပြီးရင်ရှာတော့မျှတော့ကမှပြောင်းမြန်မျှအောင်ပါလားတိုက်ရိုက်လားသူကဘယ်လိုချိုးကြလဲတိုက်ရိုက်ချိုးကြ particle တိုင်းတိုက်ရိုက်ပဲချိုးကြเนาะ function မှာအကယ် a နဲ့မျှအောင်ဖတ်တာကလည်း a ပဲဖြစ်မှာเนาะအဲ့လိုရှာတော့သိရပြီ နောက်တော့ဆရာတို့သူ့ရဲ့ graph ကိုဆရာတို့ခွဲလိုက်မှဆိုရင်ဘယ်လိုရနိုင်မလဲဆရာတို့ကြည့်အောင်နော်အဲ့တော့အကေဒါဆိုရင်ဆရာတို့ခဏပြောရပြီးသား law is baby ဆိုတာလေတနည်းပြောရင်ဘယ်သူရဲ့ vertical scaling ပဲလေ law is baby သူရဲ့ vertical scaling နောက်တော့ပြောလဲ law is baby 1 by သူရဲ့ vertical scaling ပြောချင်တာပါလေ law is baby သူဘာနဲ့မြောက် vertical scaling ဆိုတာမြောက်ပါလေဘာနဲ့မြောက်ခဏပြောတော့ပါ1 by law law ဒီဘေးစုနဲ့မျှပြေပါရမယ်။ loyalty wave ပြီးရမယ်။နောက်တော့က loyalty wave 1 by 2ပါနဲ့မျှ1 by lobby base 1 by 2နဲ့မျှအဲ့ဒါ vertical scale လေးမျှသူ့ပြေပါရမယ်။ law 8 baby ရမယ်။အဲ့သူ့ရဲ့ base ပြီးပေါ်မူတည်ပြီးတော့ဒါသူ့ရဲ့အဖြေပြောင်းမှာပေါ့။အဲ့တော့ခဏအချိန်နဲ့2မျိုးပြီးတော့မို့1ထက်ကြီးတဲ့အချိန်နဲ့ပြီးတော့မို့က0နဲ့1ကြားမှာရှိတဲ့အချိန်နဲ့ဥပမာပြောလို့ချင်းပြီးတော့မို့1ထက်ကြီးတဲ့ လော base ကကြတော့ base 2နဲ့ဆွဲတဲ့ပုံဒီကောင်ကကြတော့ base 1မှဆွဲနေဆွဲတဲ့ပုံပါဒီပုံနှစ်ပုံကိုကျွန်တော်ပြောကြည့်လိုက်လို့ရပြန်ပြီးပြောကြည့်လို့ရဗီဒါမို1တဲ့ကြီးတဲ့ဆိုတာဘယ်ကတော့ကျွန်တော်ဆွဲလို့ရလဲလော x baby ပြသူ့မှာအပိုင်း3ပိုင်းရှိတယ်ဒီမှာကျွန်တော်ကြည့်လို့ရအဲ့ဆရာဒီအနေနဲ့ပြလာမှာအမေရအောင်လဲဆရာခုချရဒီမှာတပိုင်းဒီကောင်တပိုင်းပါနော်ပြီးနောက်ပိုင်းက ဒီနေရာအနေရာဒီအဆက်လေးတစ်ပိုင်းနားရခုရပါတယ်ဟုတ်ပါချင်ဟလာသားပါတော့ဆရာဒီပါဒါတစ်ပိုင်းပါနော်အားလုံးပါတစ်ပိုင်းရှိလဲသုံးပိုင်းရှိတယ်ဆိုရင်လာဒီဒီပိုင်းရပါတယ်ဒီဘက်ပိုင်းအိတ်ဆံဘူဘာဖြစ်တဲ့ပိုင်းလဲဘယ်နဲ့ပဲကြားရဒီကောင်အိတ်ဆံဘူကအဲဒီဘက်ကျန်အိတ်ဆံဘူ0ဒီလိုတော့ညီလို့မရဘူးဒီချက်ဒီချက်ကဒီချက်အမေရောက်နဲ့ချေတာပါ0နဲ့1ကြား အဲ့ဒီတော့မို့0နဲ့1ကြာရှိတဲ့အခြေအနေဆိုရင်သူရဲ့ဒီဘက်ချောင်းဆွဲလိုက်တာဝိုင်တံမိုးတွေများလားဝိုင်တံမိုးတွေကဘာကိန်းနေပဲရဒီအဲ့ဒီတော့မို့0နဲ့1ကြာမှရှိတဲ့ဝိုင်တံမိုးတွေကဘာကိန်းနေပဲရဝိုင်နေရလीဝိုင်နေရဘာကိန်းမရမလဲဒါကြောင့်မို့သူကအနောက်ကိန်းဆိုတာဘာအောင်ငယ်တုံညာအောင်ငဲတယ်ဒုတိယအနီအောင်မဲ့အဲ့ဒီတော့မို့ဘလောက်1အဲ့ဒီတော့1ဝိုင်တံမိုးဘလောက်ဒါကြောင့်မို့အဲ့ဒီတော့မို့1မှာဝိုင်တံမိုး0ဒီဘက်ချံအဲ့ဒီတော့မို့ run ထက်ကြီးတဲ့ wine demo တွေဘာပဲရမယ်ဆွဲချလို့ရှိရင်အပိုင်းပဲရမယ်ဒါကြောင့်ဘာရမလဲတုံညာထက်ကြီးတယ်ဒါတော့ဒီ example သုံးပိုင်းခွဲပြီးမြင်ရမှာပြောဒီမှာဆိုလဲကြည့်လိုက်လေအဲဒီမှာသုံးပိုင်းရှိမယ်ဒီဘက်ခြံ example နော်ရန်ဒီဒီဒီ example ကဘယ်နဲ့ပဲကြာ0နဲ့အဲ့ဒီတမိုး0နဲ့1ကြားမှာရှိတဲ့တမိုးတွေဆိုတော့ graph ကနေဆွဲချလိုက်တဲ့ wine တမိုးတွေအားလုံးဘာကိမရဘူး ဒါကြောင့်မအဲ့တမို0နဲ့1ကြားဆိုဝိုင်းတမို့အပါကင်မို့လို့တညာတက်ကြီးတယ်။နောက်ကအဲ့တမို့ဘလောက်အဲ့တမို့1ဆိုဝိုင်းတမို့ဘလောက်အဲ့ကြောင့်မ sorry အဲ့တမို့1ဖြစ်ရမှာနော်။အဲ့တမို့1ဆိုဝိုင်းတမို့0ဒီဘက်ကအဲ့တမို့ဘာထက်ကြီးလဲ1ထက်ကြီးတယ်1ထက်ကြီးရဝိုင်းတမို့ဘာကိန်းနေပဲရတယ်။အဲ့ကြောင့်မအဲ့တမို့1ထက်ကြီးဝိုင်းတမို့အနောက်ကိန်းရတယ်။ဒါပြောချင်တာကွာ သူ့ဆရာတော့အပိုင်းပိုင်းလဲရှင်သူလို့ interval 3ခုနဲ့ wider mode အတီးတီးပြောင်းလဲနေတာကိုသိအောင်ပြတာအဓိကဆရာတို့ခဏကပြောတော့ particle scaling မြင်အောင်ကြည့်ရမယ်ဒါတော့ဒီလောက်ပြောရင်လုံလာပြီသူကဆရာတို့စပြီး graph ဆွဲလို့ရတယ်နော် interval 1နေစပြီးပြောမယ်အဲ့တော့ခဏဆရာတို့ဘာကိုဆွဲထားပြီးသား law hb သူရ graph ဆွဲထားပြီးသားအဲ့ဒီကနေပြီးတော့မှဆရာတို့ဘာကိုဆွဲမယ်တပ်ပိုင်း transformation graph တဆင့်ချင်းဆွဲမယ်ဘယ် graph ကိုရဖို့ y ကိုရသူနံပါတ် a က log h minus 1 base 2 2ရမယ်နံပါတ် b က log h 2 base 1 2 minus 1ဟုတ်ပြီဒီမှာဆိုဆရာတို့ဘာပါလဲအရင်တော့လိုပဲ general ပြောလို့ရှိရင် ab a ကကြီးကြီးကွာဒီရှိက a လေဒီ a ရှိက b ဒီကောင်က h ဒီကောင်က k အဲ့ဒါဆိုဘာပဲရှိလဲအင်းနဲ့ k ပဲရှိတာပေါ့ဒါဆိုဘာပဲရှိမှာလဲနံပါတ်ရပြောရင်ဘာလောက်တာလဲ a k က translation လေဘာလောက်တာလဲ translation မရှိမှာပေါ့ translation အဲ့ကဘလားအဲ့က1 k က2ပေါ့အဲ့ဒါကြောင့်လောက်တစ်စိမ့်မရှိအဲ့တော့မူလဖတ်ခြင်းဝါကိုဒီ log hp2 အဲ့ဒါဘာပဲလောက်အောင်ပါနမဲနမဲနီလန် translation ပဲလောက်အောင်အဲ့ကဘလားအဲ့က1 k က2အဲ့ဒီမှာ h ကပြောင်းပြဒီတော့ပြောင်းမှုဆိုပြောင်းမြင်လားတိုက်ရိုက်လားသူ horizontal ဆိုပြောင်းမြင်ဒီမှာ1ဆိုရင်ဒီတော့ဝင် minus ဆိုတာအကြောင်မို့ a minus 1ပြောရတာ k ကတော့ဒါရပဲဒီမှာ plus 2ဆိုအပြင်မှာလဲဒါဆိုကြားလို့ကျင်တဲ့အဖြေရအောင်အဲ့တော့ဒီ cross ဆွဲဖို့တော့ point မစဉ်းစားရအောင်လားမူလား function ရဲ့ point ကဘယ်လောက်ကောမှာဘလား8ကောမှာ1ဒါတော့သူ့လောက်ပြီးပြောပါအောင် function ရဲ့ point ကိုကြည့်ပြီးပြောနော် function မှာ minus 1ပေါင်းထားတယ် x ကပြောင်းမယ်လားတိုင်းရလားကြောင်းမြန် function နဲ့ point ကိုပဲကြည့်မယ်နော် function မှာ -1 ပေါင်းနိုင်ရင် 5ကို -1 ပေါင်းတာလေဒါ -1 ပေါင်းတာတယ်လို့ပြောလိုက်တယ်ဒါဆိုရင်ဒီမှာဘလောက်ပေါင်း x ကပြောင်းမယ်လားတိုက်ရလားရောင်းမြဲဆို function မှာ -1 ပေါင်းဆို5မှာ +1 ပေါ့ x ကပြောင်းမြဲလေဒါဆို8 plus 1ရမှာ y တမှုကကြတော့ပြောင်းမယ်လားတိုက်ရလား function မှာဘလောက်ပေါင်းတာလဲ +2 ပေါင်းတိုင်း point မှာလဲဒါဆိုသူကဘလောက်ကောင်မှာဘလောက်ရမှာ x minus 1 sorry x plus 1 comma my plus 2အဲ့ကိုဘယ်လိုရမှာပြောင်းပြန်လားတိုင်းရလားအဲ့ကပြောင်းပြန် y ကတိုင်းရအဲ့တော့ dy equal to log a b to your 5 equal ဇာတ်မသိလားခဏရှာတာပါဘီအဲ့နာဘယ်လောက်စားသိမလဲ1 by 4အစားသိနေ1 by 4ဆိုတော့2ဘယ်နဲ့ထက်2ပေါက်က minus 2အလွယ်ပြောရင်အဲ့ဒီပေါက်က1ရဲ့အဖြေပဲဒါဆိုသူဘယ်လောက်ကမှာဘယ်လောက် 1 by 4 comma minus 2အဲ့ဒါကိုဘယ်လိုလုပ် x ကို1ပေါင်း y ကို2ပေါင်း x ကို1ပေါင်း1 by 4ကို1ပေါင်းတော့5 by 4 y ကို2ပေါင်းလိုက်တော့ minus 2နဲ့2ပါပြရတယ်5 by 4 comma 0နောက်တမန် x မှာဘယ်လောက်ယူမလဲ1 by 2ယူတော့1 by 2ဆိုတော့2ပါဝါ minus 1အဲ့ဒီပါဝါက y တမိုးအဲ့တော့ဘယ်လောက်ကောင်မှာဘယ်လောက် 1 2 comma minus 1အဲ့ဒီတိုင်းမှာ x ကို1ပေါင် y ကို2ပေါင်เนาะအဲအမှသူဖြစ်3 2 comma 1နောက်တစ်မှတ်ကဘလောက် comma ဘလောက် x ဆမ်းပေါ1 2 1ဆိုတာ2ပေါင်ပါ0အဲ့တော့1 comma 0အဲ့ကို1ပေါင်2ရမယ် y ကို2ပေါင်2 comma 2เนาะအဲအဲ့လိုပဲသွားတော့အားလုံးချက်ပဲနမရမယ်ငါမသိသဘောပုံပုံနဲ့ပုံဆွဲရမယ်ဒီကောင်အတွက်ကဒီကောင်အတွက်က တပုံအလောက်ပဲတပုံဆွဲပြီးအောင်မယ်ပုံတော့ခုနောက်ဆွဲလာနော်မခတ်ဘူးလေဒါပုံဆွဲလာအလောက်ခတ်မှမခတ်လားဟုတ်ပြီလို့အရှိကအထူးကိုဖိုင်ရှင်တော့ဆွဲတတ်သေးတာပဲဒီလားတော့ AC ပမှာပဲဘာမှမခတ်ဘူးဟုတ်အဲ့တော့ဈာပေါ်သလိုရအောင်ဒါပါသူရဲ့ grade တွေသလိုရအောင်နော်ဒါ wire log x ပြသူရဲ့ wire တွေ log x minus 1 base သူရဲ့အဲ့ဒီမှာဆရာတို့ ဆရာတော်အခုနောက်ဆုံးလိုချင်တဲ့ဒီ transform ဖတ်ချင်တော့ပဲဆရာတော်အသက်သုံးချမယ်ဆိုရင်ဘာရဒီဟာလားအဲ့တော့မလားလဲအဲ့ဒီကွယ်သူ1လေပြောရပြသားလေအသက်သုံးကအဲ့ကွယ်သူဘလားလို့ပြောတာလေဂျန်ဒရယ်အဲ့ကွယ်သူ h ဒါကြောင့်မအဲ့ကွယ်သူဘလားလဲ1မူလဖတ်ချင်တော့မဆွဲတော့ဘူးလေနောက်ဆုံးရတော့ဖတ်ချင်အသက်သုံးဆွဲပြီ domain ဆိုဘလားဖြစ်မယ် h greater than 1ပေါ့အဲ့ဒါပဲနော် domain က h greater than 1ရမယ် rate ကကျတော့ reena မှာအားရမယ်အဆက်တော့ကတော့ h equal to 1ရမယ်အဲ့ဒါလေးဆောက်ရေးပြအောင်အဲ့တော့ပုံနဲ့ဒီဟာလေးပုံတော့ခြံရဲ့ဒါလေးရေးမှာပေါ့နော်အဲ့တော့ဆောက်ဥစ္စာတက်ပိုင်းဆောက်ရေးလာပြန်ပြီးတော့နော်ကိုကိုနာလည်းပြန်ရေးခြင်းပေါ့နော်ဒီသားမဲ့တော့မှဒီခါမှဒါသမျိုးပဲရှိပါတယ်နံပါတ်ပြီးဆောက်ဆက်ပြောလိုက်မနေ့ကဆက် a ပြောတာလား b ချက်ကြည့်ပေး bia ဆရာဘယ်ကရဆွဲမှာလဲ နံပါတ်2 y ကွဲတူ log h 2 base ကဘလားပြပါပြီ y 2 minus 1အဲ့တော့ log မှာနှစ်ခုပဲရှိတယ်ဒီနှစ်ခုပဲရှိတာပါဟုတ်နှစ်ခု log translation ပဲလေဟုတ်လား translation မှာဒါ horizontal translation ဒါ vertical translation ဒီနည်းပြောရင် h တန်မို့ရမယ်ယူရ minus 2နဲ့ k တန်မို့ k ရတဲ့ယူရ translation လောက်အောင် ်အဲ့မှာနည်းနည်းထူကြတာရှိတယ်မော်သူ့မိကွန်းအရာကိုပြောတာနော် तू ကအရင်ဥဆုံးဆွဲကန်းတာက draw law h base သူ့ကိုဆွဲကန်းတာလीအရင်ဆွဲကန်းတာက law h base သူ့မို့လို့ဆရာတို့ transform လုပ်ရင်လည်းဘယ်ဟာစပြီးလောက်အောင် law h base သူ့ကနေစပြီးလောက်ပြရအောင်နော်အဲ့တော့ပုံမှန်ဆိုရင်တော့ translation ဆိုပြီးတော့လောက်လိုက်ရင်ဒီလိုချင်တဲ့ဖြေရတာပေါ့ဒါမဲ့ဒီမှာမရအောင် ။ဘာကြောင့်များဆိုရင် तू က law x base ဝါမိုက် तू ကစပြီးဆွဲခိုင်းတာမဟုတ်ဘူး။ law x base तू ကနေစပြီးဆွဲခိုင်းတယ်။ law x base तू ကနေမှာပဲဟုတ်ပြော။ law x base ဝါမိုက် तू ကိုပြော။အဲ့ဒါဆရာတော်မနေ့တော့ပြောခဲ့တယ်။ law x base तू ကနေ law x base ဝါမိုက် तू base မှာဝါမိုက်ဖြစ်သွားလို့ရှိရင်ဖြစ်သွားတယ်ဆိုတာဘာနဲ့တူလဲ။အဲ့ဒါဆရာတော်မနေ့ကပြောခဲ့တယ်။မမှန်မိလေဆရာပြင်ရင်းပြ။ဘလို့ဖြစ်ရတာလဲဆိုရင်ဥပမာ law x base तू ဆိုတာတဲ့။ तू ဘာလို့လိုက်လဲ။ဘသူနှုတ်သက်လိုက် ရှိက y ဝင်နှုတ်သက်လိုက်တာ log h minus log h b တူအဲ့ဒါဘာနဲ့တူတူပဲလဲ log h b 1 2နဲ့တူတယ်အဲအဲ့ဒီ6ကြောင့်မနေ့ကတက်တိပြခဲ့ပွားကြီးဒါကြောင့်ပြောချင်တာက log h b 2ကနေ log h b 1 2ကိုလောက်တယ်ဆိုတာဘာအောင်နှုတ်သက်တာ h ကိုနှုတ်သက်တာလား y ကိုနှုတ်သက်တာလား y ကိုနှုတ်သက်တာနီးလိုက်ရပြောမှုဆိုရင် reflection on x axis ပေါ့အဲ့ဒါကိုအရင်ဆရာတို့လုပ်ပြရအောင် လောက်ပြီးတော့မှဒီ translation ဆရာတော့လောက်အောင်အဲ့တော့ဒီသစ်ပို့သွားတာပေါ့ကွာအဲ့တော့ဟုတ်ပြီဆရာပြောသလိုပဲမူလကဆရာတော့ဘယ်ဟာစဆွဲခြင်းလို့ law age ဘေးသူကနေစဆွဲခြင်း ਨੇ သူ့ကိုဘာလုပ်မလဲ reflection on age ဆိုရင်ဘာအောင်နှုတ်တဲ့ y ကိုနှုတ်တဲ့ y နှုတ်တဲ့ဘာရမှာလဲ minus law age ဘေးသူ minus law age ဘေးသူဒီဘာနဲ့သူ law age base 1 minus 2 ਨੇ သူအဲ့တော့ဆရာတော့ဒါပဲရေးလိုက်ပြီဒါဆိုတသိမ့်ပြွာပြီပေါ့ နောက်တစ်ဆင့် law is way သူ law is way ဝါမယ်သူကနေဒါပြောမှာလားအဲ့တော့ဘာလုပ်ရမလဲ translation x ကဘလောက်လဲ function နဲ့ point နဲ့ပြောင်းပြန်လीဒါဆိုလေရှင်အဲ့ကဒီမှာ function မှာ2ပါနိုင်ရင်သူ့ရဲ့ unit က -2 vertical ကတော့တိုက်ရပဲဒီမှာ minus ဆိုတာပါရင်သူ့ရဲ့ k လဲ minus ဆိုရမယ်ဒါကြောင့်ဘလိုက်ရမယ်အော်ဆရာဒီကောင်အရင်သိစင်ရင်လောက်လာမယ်ခဏလေးအဲ့တော့အရင်ပြောလိုက် ဝိုင်ခွဲဆိုလာရေးစပီသူကမူလာမကအိတ်ကောမှာဝိုင်ဆိုရင် तू ဘလာရမယ်ပြောဆရာတို့ဒါဘာနှုတ်တက်တာလဲအိတ်ကိုနှုတ်တက်တာလားဝိုင်ကိုနှုတ်တက်တာလားဝိုင်ကိုနှုတ်တက်လို့ဆိုဘာရမယ်အိတ်ကောမှာ minus ဝိုင်ပေါ့အဲ့တော့သူရဲ့အမှတ်တွေပြောဒီမှာအိတ်ရအောင်ဆရာတို့ဘာတွေထည့်မယ်ဝမ်မှန်ပြီလား1 by 4 1 by 2 1 2 4 1 by 4ထည့်တယ်1 by 4ဆိုတာဘာနဲ့တူလဲ2ပါဝါ minus 2အဲ့တော့ power ကသူ့ဖြစ်မလို့ y minus 2ရနောက်တစ်ခုဘယ်လောက်ထည့်လဲအာဒီမှာအရင်ပြောလာမစရာဘာအနုတ်သက် y အနုတ်သက်တော့မလို့ minus 2ကနေနှုတ်ပြအောင်နောက်တစ်မှတ်က y minus 2 y minus 2ဆိုတာ2 power minus 1အဲ့ကြောင့် y တမို့ဘယ်လောက်ရလဲ minus 1 y ကိုနှုတ်သက် y minus 2ကမှ1နောက်တစ်ခါဘယ်လောက်1 1ဆိုတာ2 power 0ဒါကြောင့်မို့ y တမို့0ရ y နှုတ်သက်တော့ဘာပဲရမလဲ y ကမှ0 သူကမှဝမ်ပါဘူးသူသူဆိုတာသူပါဝမ်မလို့ဝမ်တမို့ဝမ်ရတယ်အဲ့တော့ဝမ်နှုတ်တော့သူပါသူကမှ negative 1 4ပါ4ကမှသူပါကြရလဲ4ဆိုတာသူပါသူပါဝါကသူရဲ့ဝမ်တမို့ဝမ်နှုတ်တော့4ကမှ -2 အဲ့ဒါဘာရပြီလဲဆရာတို့ law x base 1မှသူရဲ့ graph ရတယ်ဆရာလိုချင်တာဘာကြီးလဲ law x 2 -1 base 1မှသူလိုချင်တာအဲ့တော့ translation လောက်ပြုံးမယ် translation x ကဘလောက် k ကဘလောက်ရားမြန်ယူ ဒါရယူဟုတ်တယ် h က -2k က -1 ဆိုတာအဲ့ဒါကျဒါလိုချင်တဲ့ function ဒါဒီကောင်ပြင်ရင်းလိုက်မယ်နော်အဒါကိုပြောကြည့်အောင်ကြာတော့ဒီအားနဲ့ဒီပြန်ပြောင်းတော့မှာနော်အဆရာကဒီသစင်ရင်လောက်လာတိုင်းနော်သစင်ရင်မလောက်တော့ကြာတော့ဒါပုံနှင်းပါလားသစင်ရင်လောက်လာကြာပုံနှင်းမှာနှစ်ခါလောက်လာလို့လားမော်လေဒီလိုဒီလိုနှစ်စင်ပါလား မော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 လေဒီလိုမျိုးနှစ်ခါရေးရလားအဲ့လိုပါလားဒါမို့ဆရာတို့တခါတည်းလောက်လိုက်မလားလို့တခါတော့ဆရာသူလိုပြောတာလေအခုဆရာတို့ဒါရပြောလားဆရာဒီမောတခါတည်းတိုင်းရလာတော့မှာဘာရေးလာတော့မှာခါတည်းဘာလာမယ် translation ဟမ်ဟာဟာဘယ်အဲ့ဆရာဒီဒါမတခါတည်းရေးလာတော့ translation အဲ့ကဘလောက်အဲ့က minus minus 2 k က minus 1 နော်အဲဒါဆိုရှားလို့ကျင်တာဗာရပြီ y log h plus 2 minus 1 base 1 2ရပြီအဲဒါသူရဲ့ကျမ်းစာလေနော်ဒီကားဆိုဘယ်လိုဖြစ်မလဲ h ကို function မှာ plus 2ပါရင် point မှာ h minus 2 comma minus 1ဆက်လုပ်မယ်နော် function မှာ minus 1ဆိုပွားရလို့ minus y comma minus ဆိုတာအဲ့ဒါကျတော့ဆက်ပြီးတော့ရှင်းအောင်ပဲပေါ့ဟာလားမပြီးပုံစဲရအောင်ပဲအဲ့တော့ဘာလုပ်အောင်လဲဆရာတို့ကဒီအားရတဲ့အမှတ်တွေကို x ကို minus 2ပေါင်း y ကို minus 1ပေါင်း x ကို minus 2ပေါင်းပါရမရတော့ကယ်ကူတာနှိပ်ပေါ့ရလို့ကစိတ်နဲ့ပဲတော်ပေါ့နော်ဘာမှ for minus 2လေ minus 2ဆိုတော့ minus အဲ့ပါဥစားပေါ့8/4ဆိုတော့ -7/4, Why go mine one bow no? Mine one bowman. Two mine one bow bow yam. Why may I mo? Not a good. Mine do bow. Mine one bow no. Mine do bow. Mine one. Mine one bow. minus 2ပါ minus 1ပါ minus 2ပါ minus 1ပါ negative 3 minus 2အဲ့ဒါဆိုရှားတခါတည်းပြီးတော့ပါနော်ဒါဆိုရှားပုံမှန်ပုံဆွဲရမယ်သုံးပုံဆွဲရမယ်ဟိုတကယ်တမ်းဆိုရင်တော့လေအကဲဒီလိုဒီ draw တက်ကတာမပါခင်ဒီနှစ်စင်တဲ့ရှားလောက်လို့ရတာပေါ့ဟုတ်လား log h base 1 2ရှားတော့ရှားလိုက်မှာကွာအဲ့ဒီအရင်တခါတည်း translation လောက်လောက်ရမှာပေါ့ဒါပေမဲ့ तू ကမူလဟိုက तू က log h base 2အရင်ဆွဲပါ ဆွဲပြီးတော့မှဒီလိုချင်တဲ့ဟာကို transform လုပ်ပါမလို့ဒီကနေဒီကို log xp2 ကနေ log xp1 မှာဒီကို transform လုပ်တာပါဆရာတို့ဒါထည့်ပြီးစဉ်းစားပြရအောင်အဲ့တော့မလဲတော့အလွယ်မဲ့ဘယ်လိုမှတ်လို့ရလဲ base ကိုဗျာမြတ်လှန်လို့ဆိုတာဘာကိုနှုတ်တက်တာ while ကိုနှုတ်တက်တာအဲအဲ့လိုခြောက်သဘောပေါက်ရင်ရပြီနော်အဲ့တော့မှတ်ပေးကြည့်လိုက်ပါပေါ်တော့နောက်မှကိုယ့်ဘာကိုဆွဲမယ်အပြီးရင်နောက်ဆုံးဒီ function ရဲ့ domain နေ rate တွေအစတုတ်လျှောက်ကြည့်ရမလား domain ဘလားဖြစ် ပြောရပြီလားဒိုမိန်ကဘာယူရမလဲ h တမို့ h greater than h လို့ယူရမလို့ပြောရပြီလားလေဒါဒိုမိန်ရမလားပြင်မယ် h greater than minus 2အစတော့က h equal to h မို့လို့ h equal to minus 2 rate ကတော့ဘာပဲလဲ orient မှာ r ပဲရမလားနော်အဲ့ဒါရေးလိုက်နော်ဒါဆွဲပြီးဆရာပြောတဲ့၃ခုရေးလိုက်ဆရာဒီမှာတော့ရေးတာပြပေးမယ်ခဏလေးနော်ဒီမှာရေးတာတော့ရှိတယ်ပုံကတော့ဒီလိုလေးရအောင်ပါနော် ပေါ်သွားတယ်လို့သုံးပုံရမယ်ဆရာတော်နော်အလွတ်ပုံလေးသုံးပုံရဟုတ်လားအဲ့ဒီမှာမဘာဖြစ်လဲဟမ် right ဘာဖြစ်လဲ right က right တမ်ဘူးလို့ real နဲ့မှာလေ domain က x တမ်ဘူးလေ x တမ်ဘူးဆိုတာ x greater than negative 2 right က r အစတော့ x greater than negative 2ရမယ်နော်ပြီးအစတော့မြင်မှာဆွဲပြမယ်နော်နောက်ဆုံး greater ဟာလားဒါဒါအိမ်သာမဆောက်ဆွဲပြပေါ့ okay အဲ့ဒါဆိုဒီ point လေးအရင်ကြီးပြီနော်